မင်္ဂလာပါရှင်။လွိုက်ကောအကျဉ်းထောင်မှာစက်တက်ကအကျဉ်းတောင်းတွေကိုကြိုတင်မဲပေးခန်းတဲ့တရင်ကိုတန်ဆက်ပြီးချမရရှင်။ခရနေပြင်းတဲ့လွိုက်ကောအကျဉ်းထောင်မှာရှိတဲ့အကျဉ်းတောင်းတွေကိုစက်တက်ကကြိုတင်မဲပေးခန်းနေတယ်လို့ခရနေနိုင်ငံရဲ့အကျဉ်းတောင်းများအစီအယုံ KPPA ကထုတ်ပြန်ထားပါတယ်။အာနာတင်းစတက်ကလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲ ပြုလုပ်မှာဖြစ်တဲ့အတွက် စက်တင်ဘာလပိုင်းကလော်ယကောအကျဉ်းထောင်မှာအကျဉ်းတောင်းတွေကိုကြိုတင်မဲပေးခိုင်းတယ်လို့ဖော်ပြထားပါတယ်။အဆိုပါကြိုတင်မဲပေးခိုင်းခြင်းကရွေးကောက်တင်မြောက်ခြင်းဆိုင်ရာဥပဒေအရမဲပေးပိုင်ခွင့်မရှိတဲ့စည်ရင်မှာထောင်ချခံတဲ့တူတွေလည်းပါဝင်တယ်လို့ဆိုထားပါတယ်။ အကျဉ်းတောင်းတွေကိုကြိုတင်မဲပေးခိုင်းခြင်းကစတက်ကရွေးကောက်ပွဲဆိုင်ရာဥပဒေကိုကျူးလွန်နေတာဖြစ်ပြီးတရားမျှတစွာမဲပေးပိုင်ခွင့်ဖြစ်တဲ့နိုင်ငံသားအခွင့်အရေးကိုစော်ကားတာဖြစ်တယ်လို့ဖော်ပြထားပါတယ်အဲ့ဒီလိုစတက်ကအကျဉ်းသားတွေကိုကြိုတင်မဲပေးခိုင်းခြင်းကိုအတုံးချပြီးမဲမတမာမှုပြုလုပ်ဖို့ကြံစည်နေခြင်းဖြစ်ကြောင်းအတိပေးထားပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလခုံရက်နေ့ကလည်းစတက်ပြုလုပ်မဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်တယ်လို့ KPPA ကထုတ်ပြန်ထားပါတယ်ရှင်။